ဘာဘာတော့ကူးကွယ်လေဘာဘာသာကူးကွယ်လေအဲ့လားလေးအရင်သိဖို့လိုတယ်ဘာဘာသာကူးကွယ်လေခရီးရံအဲ့တော့ဘာသာလို့ပြောရင်နားလည်ထားမယ်ဘာသာဆိုတာစကားပဲဘာသာလို့ပြောရင်ကျွန်တော်နားလည်ထားမယ်အဓိကချက်ကဘာသာအိကွယ်သူစကားဒါဆိုရင် ာစကားပြောလဲပေါ့အဲ့ဒါကိုပြောတဲ့စကားကဘယ်စကားလဲပေါ့ဆိုတာအရေးကြီးသွားတယ်ကျွန်တော်ဒီနေ့ပေးခြင်းတဲ့ message ကမတီမြဲတဲ့ဘန္တာကနေတီမြဲတဲ့ဘန္တာပြောဒီ message ကိုပေးခြင်းအမေဒီเจ้าရအောင်တီးဖို့ဆိုရင်အရင်ဆုံးဒီဟာလေးရင်နာလဲဘာသာဆိုတာကျွန်တော်တို့ရကြီးလက်တာနဲ့ဟာခရစ်ယာန်ဘာသာဗုဒ္ဓဘာသာမွတ်စလင်ဟိန္ဒူဒီလိုမျိုးနားလဲအကြံပြအဖြစ် 八大作业是干的，内对别个拿来钱没系得用。文看清楚了，哎呀，慢慢看看，我看看，然后毛多老表，就干。他都八大作业办了，是干。他都对八是干文看嘞，一句话。哎罗罗，今年、明年嘞，伢那不得比较忙，对不对？要干嘛？文看清楚了没 င်ခန္ဓာနဲ့ပတ်သက်ပြီးတော့မှအကြံပြေပေါ့နှစ်မျိုးတွေ့ရဘာဝင်ခံတယ်လဲဒီနေ့ကျွန်တော်ကမြို့ဖလာမုဒ္ဒပါဒါနေပြောင်းလဲလာတဲ့သူဖြစ်တယ်ဖြစ်တဲ့အတွက်ကျွန်တော်ဝန်ခံခဲ့တာရှိတယ်အဲ့ဒါပါလေလို့ပြောရင်နှစ်ချက်ရှိတယ် ပမာဒေနသမ္မာဒေတာလေးဘောအဲ့လိုပြောလိုက်လို့ရှိရင်အဲ့ဒီပါဠိစကားလုံးကိုတွေ့လိုက်လို့ရှိရင်နောက်ကနေကျွန်တော်ကဘာသဘောပေါက်လဲဆိုအာမဖန်ဒီလိုလေးမထက်ဒါဒီနေ့ဒီမှာကဒီရဲ့အလေးလောက်နားလဲဘူးလေနားဆက်ကြည့်လဲနားလဲမယ် နားလဲချင်မှလည်းနားလဲမယ်ကျွန်တော်ပြောပြအပမဒိနတန်ပါဒိခာဆိုတဲ့အဓိပ္ပာယ်ကဒီနေ့တရားပြတဲ့ပုံကူကနေပြမှာလူဟာဘလို့ကြင်ကြံကြိုးစားအထောက်အပံ့မယ်ဘလို့စိတ်နှလုံးသားဖြူစင်အောင်နေရမယ်ဘလို့တီလသမာဓိအကျင့်သိက္ခာပုံတွေကိုထိမ့်သိမ့်ဆောင်ရှောက်အောင်မယ်ဆိုတဲ့နီးလန်းနေပြလိုက်တဲ့အခါမှာ အကြံပြင်းတော့ကျင်မချွတ်တော့နောက်ကနေယူမှာနားထောင်တဲ့နားထောင်သူပြိသက်ကမလောက်ကလည်းဆိုတော့မောပေါအောင်အာမဘန်ဒီပါဆိုရဒိဗေကဒီလိုပြောပြတဲ့နီလန်းတွေကိုကိုကိုတိုင်လှုပ်ဆောင်ပါမယ်တတိမမေ့မလျော့ပဲနဲ့လှုပ်ဆောင်ပါမယ်ဆိုတဲ့ဝင့်ခံယုံကြည်ခြင်းကိုဒါလည်းယုံကြည်ခြင်းတ အကြံပြအဖြစ်ပြောမှဆိုရင်ကိုတိုင်လှုပ်ဆောင်ရမယ်ဆိုတာကိုယုံကြည်ဝန်ခံတာလို့နားလည်ရတယ်အကြံပြရမယ်တခြားလူလောက်ပါလားကိုတိုင်လောက်ကပါလားကိုတိုင်လှုပ်ဆောင်ရမှာဒါကိုကျွန်တော်နားလည်ဒါယုံကြည်ခြင်းဝန်ခံခြင်းတပြုတ်ကဲဟုတ်ပြီဒီနေ့ ူနာကဆရာဒါကဟိုမှာဝန်ခံချက်စီရပေါ်ပြလိုက်ဝန်ခံချက်ဒီရဲ့တဘောဆိုလိုရင်းနဲ့ကိုနားလည်တဲ့အခါမှာဒီနေ့ယုံကြည်သူဆိုတဲ့ခရိယန်တွေကြတော့မလိုက်လိုက်လေအာမင်လို့ခေါ်မလိုက်မလိုက်အာမင်အာမင်ဆိုတဲ့အဓိပ္ပာယ်ကအကျမ်းပြအဖြစ်အဲ့ဒီပြောတဲ့အတိုင်း ဟေဘရူးဘာသာစကားတွေတိုက်ရဲစဉ်သက်လာတဲ့စကားအရာဆိုရင်ပြောတဲ့အတိုင်းကျွန်ုပ်မှလည်းဖြစ်ပါစေဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပြောခြင်းတဲ့အဓိပ္ပာယ်ကယူယူလေးသားလဲပြောတဲ့အတိုင်းလုပ်ပေးတဲ့အတိုင်းကျွန်ုပ်နိုင်ဖြစ်ပါစေလို့သဘောတူခြင်းဖြစ်စေအဲ့ဒီရဲ့အာမင်ရဲ့အဓိပ္ပာယ်ကတော့ကို တော်လှုပ်ပေးတာရှုံးကြီးဝင်ခန္ဓာမှာရပြီလားမင်းတူလားအတိတ်ပဲတူလားမတူအလားနားလဲဒါဆိုရင်ဒီနေ့ယုံကြည်သူတယောက်ဟာမိမိဘာဝင်ခံနေလဲသူများအာမင်လောက်တိုင်းလိုက်ပါမင်းတာလားဒါမို့ငါအာမောဗန်းနေသွားလို့ ဲ့တော့ဘာသာဆိုတဲ့စကားရဲ့အတိတ်ပဲကိုနားလည်ဖို့လိုလားအဲ့ဒီဘာသာဆိုတဲ့စကားရဲ့အတိတ်ပဲကိုနားမလည်ပဲနဲ့ကိုဟာကိုယုံကြည်တယ်လို့ယုံပြီးတော့ပါကိုဝန်ခံခြင်းတယ်လို့ဝန်ခံတယ်လို့ရအဲ့ဒါဂါဂနာနာမသိဘူးခေါ်တယ်အဲ့ဒါဂါဂနာနာဒီကိုဘယ်လိုလားလို့တယ်ဒါကြောင့်ဒီဒီနှစ်ခုအခြေခံအဖြစ်လူတိုင်းတွေ့ချင်ရတာဖြစ်တယ်ဒါကြောင့်ဒီနေ့ လောကမှာနှစ်မျိုးတွေ့ရတယ်။နံပါတ်2မျိုးကပါလေကိုဟာကိုလုံရမယ်မဖြစ်မနေလုံမဖြစ်မယ်ဆိုတာကိုယုံကြည်ဝင်ခံခြင်းတစ်မျိုး။နောက်တော့ကိုမတက်နိုင်ဘူးကိုတော်လုတ်ပေးတာကိုလက်ခံယုံကြည်မယ်ဆိုတဲ့ဝင်ခံခြင်းတစ်မျိုးဖြစ်တယ်။အတော့ကျွန်တော်ရဖရာကိုယုံကြည်ဝင်ခံနေလေ။ကိုတော်လုတ်ပေးတာကိုယုံကြည်ဝင်ခံနေတော့သူဖြစ်။ဒါတို့ကိုတော်ဘာတွေလုတ်ပေးလဲ။ သိဖို့မလိုဘူးလားအဲ့တော့ဒီနေ့ခုနဝေခံချက်တွေထဲမှာပါတယ်ပါလဲပါတယ်ပါလဲအဲခရစ်တော်အဖြစ်ငါဟာအပြစ်လွတ်တော်သူဖြစ်အပြစ်လွတ်ခြင်းခံရတော်သူဖြစ်ငါရဲ့အပြစ်တွေကိုအသွေးတော်နဲ့ရွေးချယ်ပြီးစေချောပြီးပြီးထာဝရတရားစီခရစ်တော်အဖြစ်ကယ်တင်ခြင်းသို့ရောက်စေပြီး ဒီနေ့ခရစ်တော်လှူဆောင်ပေးတဲ့ဘုရားသခင်ရဲ့ခြေဆုရားတွေကိုကျွန်တော်တို့တွေကခရစ်တော်အားဖြင့်ရရှိပြီးပြီဆိုတော့နားလည်တဲ့အခါမှာအဲ့ဒီအာမင်ဆိုတဲ့စကားကိုတော်မှာဖြစ်တယ်။နားမလဲမချင်းအဲ့ဒီအာမင်ရအတိတ်ပဲရှိလား။ရှိဘူး။ဒါကြောင့်ဒီနေ့ယုံကြည်သူတယောက်ဟာကိုယ်တိုင်လှူဆောင်ရမယ့်ဝန်ခံခြင်းလားကိုရောလှူဆောင်ပေးတဲ့ဝန်ခံခြင်းလား ဒါကြောင့်ဒီနေ့ယုံကြည်သူဟာကိုယ့်အကိုလုံနိုင်လားအဲ့ဒါကိုပြက်ပြက်သားသားတိကျယုံကြည်ဒါဆိုရင်ကျွန်တော်တို့ရှေ့ဆက်သွားလို့ရတယ်